sentar. ကူညီပေးရမယ်ဆရာကျွန်မသမီးလေးရာသီမလာတာ9လ6လလောက်ရှိပါပြီရာသီမလာတာ9လတော့ရှိပြီမဆရာဖိုင်မလဲနော်ဦးမင်းတို့ရာဖိုင်မယ်နာမည်ကြီးပြပါအင်းညစာနော်နေမယ်ဟုတ်ကဲ့ပါရှင်သမီးသားဘယ်လောက်ရှိပြီလဲ16နှစ်ပါဆရာ ။သူ့ဘယ်နဲ့တန်းရောက်ပြီလဲ။ဆရာမင်းနေတယ်ဖြေးလိုက်လေ။ဆေးတန်းမှာဆရာ။ဆရာရဲ့ဂုံလူထွက်အောင်ဘောဓာဆောင်တွားထားတာလေ။ပြန်ထွက်ပြေးပြေးလာတယ်။ဘလို့မှပြန်ပို့လို့မရဘူး။အင်းမနိုရီယာရှိတယ်။ဒစ်မနိုရီယာလည်းရှိတယ်နော်။ဟုတ်ဆရာ။ Maybe due to stress ပေါ့နော်။ဟုတ်ကဲ့ အဲ့တော့ယာတိမလာတာအဲ့ဘောရာဆောင်ဆရောက်ထဲရလားဘောရာဆောင်မာလို့တော့ပြောတာပဲဆရာအမေမင်းဘောရာဆောင်မာနေရတာဘာအဆင်မပြေတာရှိလဲဘောရာဆောင်ဆိုတော့လေဆရာရဲ့စီကန်တင်းကျက်တော့သူ့မှာပြင်းမှန်းတာတော့ရှိတာပေါ့ဆရာရဲ့ဒါပေမဲ့ကိုယ့်ကလေးကိုတော့အောင်လုပ်ပေးတာဆိုတော့ ကဲသမီးအင်းကြီးဆန်ဆရာအောင်မကြောက်နဲ့နော်ဖုံးမွင့်လင်းပြောသမီးဘော်ရာဆောင်မှာဘာတွေကြုံတွေ့ခဲ့ရလဲဘာခက်ခဲတွေရှိလဲပြောရရအာမနာဘော်ရာဆောင်စီကအရန်တင်းကျက်တယ်ဆရာသမီးတို့ဆိုအားလက်ချိန်ကိုမပေးဘူးတဏီကုံစာကြက်ခိုင်းတယ်ညဆိုရင်လည်း7နှစ်နိုင်မှအိပ်ရတယ် မနက်ဆိုလို့ရှိရင်၄နိုင်ပြန်ထပြီးစကြက်ကြတယ်။ပြီးတော့စမရလို့ရှိရင်လည်းဒံပေးရနေနဲ့ထိုင်ထလောက်ခိုင်းနေတယ်။ကြာတော့တမီးလည်းဘလို့မှတီးမခံနိုင်တော့။အဲအကြောင်းတမီးဘော်ဒါဆောင်းထွက်ပြေးတယ်။အဲ stress ကြောင့်ဖြစ်တာတော့သိကြပါရဲ့နော်။အာဒီလိုငါမျိုးမှာပန်းနေကမှာမဟုတ်ဘူးနော်။လား မသမီးကစိတ်ဖိစီးမှုများလို့ဖြစ်တာဒီလိုမျိုးဆယ်တန်းစာမှုကိုဂုံလူတွေအများကြီးနဲ့အောင်ဖို့အတွက်ဖီအားအများကြီးပေးခံရတဲ့ခါကျတော့သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေကမညီမျှတော့ဘူးအဲ့တော့အဟာရကြီးချို့တဲ့လာတယ်အဲ့ဒါကြောင့်မို့သူယာတီထိန်သွားတာအဲ့တော့သူအဟာရရှိတဲ့အစားအသောက်ပုံမှန်စားမယ်လေ့ကျင့်ခန်းပုံမှန်လုပ်မယ် မဟော်မုန်းပါတဲ့ဆေးကိုပုံမှန်တောက်မယ်ပေါ့နော်ကျွန်တော်ပေးပေးမယ်အဲ့လိုမျိုးပြန်လုပ်မယ်ဆိုရင်တော့သူ့ຢာဒီပုံမှန်ပြန်လာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ mefenamine acid ကိုရင်ုံ DDS ထည့်မယ်နော်ပြီးအမီနိုရဲကို OD ကိုလည်း30တာထည့်ပေးလိုက်မယ်နော်ဟုတ်ကဲ့ဆရာအဲ့တော့မင်းကလေးအာစီတမျိုးထည့်မယ်ပါထည့်မယ်ပေါ်လေးစိတ်ထည့်ပေးလိုက်ဟုတ်ကဲ့ဆရာ Ya, bir yere gel. Ma. Mi ba ri ya ta tmi dai ong tha dai sei tin naw na le ba de. Da mai ကလေးကိုစိတ်ဖြစ်စီမှုတွေအများကြီးမပေးပါနဲ့ဆယ်တန်းစာမီးပွဲဆိုတာသူ့ဘဝတစ်လျှောက်လုံးမှာဖျက်ဆီးရမယ်မှတ်တိုင်တစ်ခုပဲရှိတာသူဒီထက်ကြီးမားတဲ့ခက်ခဲတွေကိုအများကြီးကြော်လွားရအောင် အဲ့တော့ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ်စိတ်အေးထားပြီးပဲနေဆန်နိုင်အောင်လို့ကြိုးစားပါနော်ဟုတ်ကဲ့ပါဆရာကဲဒီစေးပုံမှန်တော့နော်ရာဒီလာပါလိမ့်မယ်နော်မစိုးရင်နဲ့နော်တရိပ်ပောင်းမယ်ဆရာတရိပ်ပောင်း 云南那边都人家喜死。 ီနေ့ OPD ကတော့ဒူနာများချက်ပဲဆရာကြီး။ကြည့်ဗျာ။တော်တော်များတာ။ကျွန်တော်ရဲ့လက်ကိုမလဲဘူး။တန်းတုံဒီပိုင်းတီးနေရတယ်။ချစ်ကို။ဗျာ။ငါ့အဆင်ပြေလား။ဒီမှာတော့မင်းတို့ရှမ်းပြည်လို့မအေးဘောကွာ။ဘယ်တော့တော်တော်ပူတယ်။ဒါမှမဟုတ်ကျွန်တော်နေသားချနေပါပြီ။အော်။ဒါနဲ့ဆရာ့မင်းနဲ့ဆိုပြီးတော့အဲ့ခိုင်မင်း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 ပြတာတော်တော်ကြာပြီ။ ိုင်နေဆရာရဲ့ဝတ္ထုတို့တွေမဂ္ဂဇင်းတွေဖတ်ဖြစ်တယ်ဆရာဒါပေမဲ့ဆရာရဲ့ဇက်ကောင်တွေကဖတ်တဲ့စေချောင်းသားတွေအားကြအတူယူခြင်းလောက်ဆရာမကောင်းလို့အခိုင်ခံစားရတယ်အင်းဥမာပြောရလို့ရှင်ဒေါက်တာလင်းတန်းလိုမျိုးပေါ့သူကတာဝန်ကြီးမှာလူနာရီကိုအရင်ကူးဆိုင်တယ်တာဝန်လည်းအရင်ကြီးရဲ့ဆရာဝန်တရားဒါပေမဲ့တာဝန်ကြီးမြင်ပါလေကြောင်ဆက်လိုက်တော့တယ်အရက်တော့တယ် ဒါတွေကလူတွေကိုအတူတူမှားနေနိုင်တယ်မဟုတ်လားဆရာဟုတ်ဆရာဘာသဘောနဲ့ရေးတာလဲပေါ့နော်အင်းအင်းကျွန်တော်ဝိထုလိုအေးခံဖတ်ပေးလို့အားပေးလို့ကျေးဇူးတင်တယ်အေးခံပြီးတော့လည်းဖြေရမှာပေါ့နော်ဆရာဝင်ဆိုတာဟုတ်အေးခံပါလို့တင်တယ်ဆရာဝင်ဆရာပြောတဲ့အထိပ်ပဲကိုအေးခံနားမလဲဘူးညိုညိုလေး ဆရာဝန်ဆိုတာတကူရှင်လူသားတွေနတ်ဖះတွေလူသားမဆန်တဲ့လူတွေအဲ့လိုမျိုးထင်နေရလားလို့မိတာအဲ့လိုတော့ပဲဟုတ်ပါမလဲဆရာရဲ့အခုခင်ဆရာဝန်တယောက်ပဲဟိုနာတတ်တယ်ဖြားတတ်တယ်ပြီးတော့ပတ်စံတဲ့လူအပ်တယ်လေမိသားစုလည်းရှိတာပဲတခြားလူတွေလိုပဲပေါ့စိတ်လည်းညစ်တတ်တယ်ဆရာရဲ့ကိုအေးခံပြောရတဲ့မှာအဖြေပါသွားရင်ဆရာဝန်ဆိုတာလေလူတွေကလူတွေမို့လို့လူတွေလိုပဲကျင်သုံးပါပဲလေ ဆလေးတောက်ရှင်တောက်မယ်အရေးတောက်ရှင်တောက်မယ်အဲ့ဒါတွေကလူတွေလုပ်တဲ့ကိစ္စပဲလေအေးဟုတ်တယ်မရှိကိုတောက်ပါဆရာတောက်တောက်တောက်သူလဲသူမိသားစုတွေသူပတ်စံရှာရမှာပဲလေဒါပေမဲ့မတရားဖြင့်ပတ်စံရှာနေတဲ့သူတွေကိုတော့ကျွန်တော်မပြောဘူးပေါ့ဗျာဒါတွေကလည်းနေပေတီးတီးမှာရှိပါတယ်ဆရာကြီးဟုတ်တယ်မလားဟုတ်တယ်တင်ပါဆရာ ဲ့တော့ကျွန်တော်ဖန်ကြီးထားတဲ့ဆရာဝန်ဆိုတာတာဝန်ချိန်မှာစေးကုမယ်လူနာတွေကိုဂရုစိုက်မယ်တာဝန်ရင်ပြပမှာတော့သူ့စိတ်ပျော်ရွှင်မှုအတွက်လူတွေလှုပ်တဲ့အရာတွေဆက်လေးတောက်တာတော့ရက်တောက်တာတော့လှုပ်ချင်လှုပ်မှာပေါ့အကယ်လို့မှာပြိသက်ကတကူးရှင်လိုဆရာဝန်မျိုးပါတဲ့စာအုပ်ကိုပဲဖတ်ချင်တယ်ဆိုရင်တခြားစာအုပ်ကိုဖတ်ပေါ့အဲ့နှစ်ခုကတော့မရောထွေးဖို့လိုတဲ့အေးခံဟုတ်ကဲ့ပါဆရာ ်ဆရာပြောတာကိုအီခိုင်သဘောပေါက်တယ်လားပေါက်ပါလေဒါပေမဲ့ဆရာနဲ့အီခိုင်ဆွေးနွေးပြီးတော့အလိုမေးချင်တာအများကြီးရှိသေးတယ်နောက်တစ်ခါတော့ထပ်ပြီးတော့ဆရာကိုမေးချင်ပါသေးတယ်အပြူကြီးကတိတ်အစာမကြေရင်လေနောက်တော့မှအပြူကြီးဖတ်ဖို့အတွက်တီးတဲ့တကိုးရှင်လိုဆရာဝင်မျိုးစာအုပ်ကိုရေးပေးမယ်ဆက်သိညာအပြူကြီးနဲ့ပေးညာပြီနော်ဆရာတော့လုပ်ပြီသူသားဆန်နဲ့ဆရာဝန်လိုမျိုးစာအုပ်ကိုပဲရေးပါဆရာရဲ့အပြူကြီးနဲ့ပေးညာဖို့မစင်စားနဲ့အပြူကြီးကပြေးပေးလို့ပါ တောက်နေတောက်ပါပူတာလည်းပူတာပေါ့တောက်ပါရပါကဲဟာဆိုရင်ကျွန်တော်ရေးတဲ့စာဝတ္ထုတစ်ခုကိုတက်စားတက်ဆရာရှိလို့ကျွန်တော်အခန်းထဲသွားလိုက်တော့မယ်ဒီခိုင်တော့ကိုယ်နေလိုက်ကြနော်ဆက်ခဏလေးခဏလေးအေးခိုင်မေးတော့မလို့ဆရာကိုပြောစရာရှိသေးတယ်အေးခိုင်တို့တိုင်ပင်ထားကြရယ် ီဘက်ထားမှမဟုတ်လို့ရှိရင်နောက်ဘက်လောက်ကိုဒီအနီးနားပေါ်ဆရာရဲ့ဟိုအပန်းဖြေခီးလေးတစ်ခုလောက်ထောက်မှလားလို့အဲဆရာလိုက်ခဲ့ပါလားမသိဘူးတော့မလောက်ကားပြသွားကြမယ်လीဆရာဟိုနီးလေးနီးရဲ့ပြီးတော့နေချင်းပြန်လဲသွားလို့ရတယ်ဆိုတော့ဟိုဆရာအဆင်ပြေရဆိုရင်အမောက်ပါခေါ်ခဲ့လीကျွန်တော်ဈေးကန်ကတော့တည့်ရက်ပြေးလဲကိစ္စမရှိပါဘူးဟုတ်ဒါပေမဲ့အိမ်ရမိမနဲ့တိုင်မိလိုက်အောင်โอเคပါဆရာ ခင်ကြီးလေးရှင်းမယ်။အော်ဆရာရဲ့အိမ်ခင်ရှင်းလိုက်တော့မယ်ဆရာ။သိသူပဲ။ဟုတ်ကဲ့။ဟဲ့နေရကြီးရယ်မှုန်ကုန်ဘာဖြစ်နေလဲ။ဒီအိမ်မှာပဲ။ ခါရေးသာတလေဘဝရောစီစဉ်နေအကောင်းဆုံးရဲ့တန်တရားရေကဘာကြီးကလဲလေတဲ့ဒီလုံးနဲ့တနေ့ပြီးတနေ့ဟာလူကိုချူဆောင်ရဲ့